အဲ့ဒီလိုအထိအဘရဗုဒ္ဓဘာသာမှာဆင်လာရှိပါတယ်။ကိုရှင်မျိုးဆက်ဒါဆင်ရင်ကျင်းပပါတော့เนาะကျွန်တော်တို့ယဟန်ကရှင်ပြုပထမကျင့်အလူတော်မင်္ဂလာပွဲဖြစ်ပါတယ်။တစ်ခုနဲ့တစ်ခုသူ့ဘာသာကိုယ့်ဘာသာအစွဲဆိုတာအစွဲမဟုတ်လေနော်အစွဲမရှိပဲအစွဲမရှိပဲနဲ့အလုံးဘာသာပေါင်းစုံချစ်ချစ်ရင်းနှီးစွာနဲ့လူသားဆန်တဲ့အလုပ်ကိုလုပ်တာပေါ့နော်အဓိကချက်တူချက်ပဲချက်တူချက်ပဲမှန်ပါလေမှန်ပါလေမှန်ပါလေရှင်းပါဂျားထဲမှာမိန်ထုတ်တော့ပါဘာမှမရှိဘူးဘာမှမရှိဘူးဘာမှမရှိဘူး ရမတ်ချင်းတကယ်ကြီးခရိယံဘာသာလဲ12နာရီထိုးရင်ဘိုက်စားတာပဲဗုဒ္ဓဘာသာလဲ12နာရီထိုးရင်ဘိုက်စားတယ်ဘာသာပေါင်းဆို12နာရီထိုးရင်ဘိုက်စားတယ်ညကပေါ်တော့ပြယူရတလေအချိန်ပေါ်ကျွန်တော်ရဲ့ပန်းပန်းပေါ်နေလို့ဆက်တော့စီရင်ကျမအပါတော့တော့ကျွန်တော်တို့ ယဟန်ကရှင်ပြုပထမချိန်အလူတော်မင်္ဂလာပွဲဖြစ်ပါတယ်အဲဒီလူပွဲကတော့ကျွန်တော်တို့အဝေးရောက်ပေါ့နော်ဟိုအမေရိကမှာရှိတဲ့ကိုနီမျိုးဆက်ကနေပြီးတော့အဲကျွန်တော်ရှေ့မှာတော့လည်းဟိုဟာပေါ့ကျွန်တော်တို့ကိုလူကျော်အယောက်20နဲ့ဟိုဟာကျူကျော်ရက်ကွက်ကဒီကြီးနောက်တော့ကအဲ့အဲ့မှာတူတော့လည်းကျွန်တော်အကူကြီးတောင်းထားလို့ကျွန်တော်လိုက်ပြီးတော့ကူညီပေးခဲ့ပါတယ်အခုလည်းဒီမှာသူကပထမဆုံးအချိန်ရဟန်းကရှင်ပြူလေးပေါ့အဲ့ဒါလေးမှာကွမ်းမြေကျွန်တော်တန်းတန်းတော့ကူညီပါဆိုတော့ အဲကျွန်တော်ကဟိုသူသူကဘယ်လိုကူညီရမလဲမေးတော့အကိုရဲတဲ့ကိုတို့ကိုလူကျော်အဖွဲ့ရပါတော့ဒါပေမဲ့ကျွန်တော်ကိုလူကျော်အဖွဲ့တော့ခေါင်းစဉ်မတက်ပါဘူးဒါစကားဖြစ်ပြောတာပါကိုလူကျော်အဖွဲ့ကအဲပဇင်းတင်ဟိုဇင်ပဇင်းခန့်ကျင်နေတာမဟုတ်ဘူးသူ့ရဲ့တာသမီမိသားစုပေါ့နော်တယောက်ပဇင်းခန့်ကျင်နေဆိုရင်ကျွန်တော်တို့ဟိုဟာအခုတလီပြည့်ချင်ပါတယ်ဆိုတော့ကျွန်တော်တို့ကူညီတောင်းတော့ကျွန်တော်ကနေပြီးတော့စင်းကောက်တဲ့အခါမှာကျွန်တော်600ရပါတယ်600ဆိုကျွန်တော်သူ့ကိုပြောပါတယ် ကျွန်တော်တို့ဒီကြံရက်ကြံရက်မတိုင်ခင်ဆိုလို့ရှိရင်တော့လို့ကြံဒီတင်ငန်းစီမဲ့လူတွေကရနိုင်တယ်အများကြီးရနိုင်တယ်လို့ကြံပြီးစီးတယ်ဆိုတော့ဒီလေးလို့တိတ်မရနိုင်ဘူးဆိုတော့ရတယ်ရသလောက်ပဲဆိုတော့အခုကျွန်တော်6ရောက်ရပါတယ်6ရောက်ကျွန်တော်ကျွန်တော်တို့ကုဥစော်ကြီးတို့ဥကျင်ဝမ်းတို့ပေါ့နော်အဲ6ရောက်ကိုကျွန်တော်ကနေပြီးတော့အဲသူတို့တင်ငန်းစီဖို့အတွက်ကိုနေမျိုးဆက်ကကိုနေမအခုဝင်ကြီးကောင်းကင်မှုနဲ့ဒီကျွန်တော်လုပ်ခဲ့တာပါဟုတ်ကဲ့အဲကိုရင်လေးတွေကတော့ကျွန်တော်တို့နဲ့ကျွန်တော်ကိုလူကျော်နဲ့မဆိုင်ဘူး ကိုလူကျော်အမောမပါဘူးခင်ဗျအဲသူကကျတော့ကျွန်တော်တို့ဒီကိုနေဝင်းဆိုတော့ကိုနေမျိုးဆက်အကူကြီးတောင်းတာနောက်တော့ကိုနေဝင်းဆိုတော့တယောက်ရှိတယ်ကိုနေဝင်းရဲ့အဲပတ်သက်တဲ့ကိုရင်လေးတွေလည်းပါတယ်ဦးစင်းလေးလည်းပါပါတယ်နောက်တော့တမင်ဟိုပါဘောဆရာဟိုကိုဇော်ပေါ့ကိုဇော်နဲ့ပတ်သက်တဲ့ဦးစင်းနေကိုရင်လေးလည်းပါပါတယ်ခင်ဗျ ူယူလို့ညကပေါ်တော့ညယူရတလေအချိန်ပေါ်ကျွန်တော်ရဲ့ပန်းပန်းအမတန်းပြောရင်ဦးစင်းရအသက်တတော်ပေါ့50နှစ်ပေါ့ဇင်းဝတ္တတပေါင်းအချိန်ပဲအဲ့တော့အမျိုးမျိုးဟိုပေါ့ရည်ရခဲ့ပြီမယ်လေဒီပေါင်းကားပြောမှာပေါ့ဟာလားဘလုံးကမဖြစ်ခဲ့ဘူးအခုကြာမှတတ်တိုက်ဆိုင်ဆိုင်ဒီသာသနာပေါင်းကိုဝင်ပြည့်တယ်ဆိုတော့ အခုလူတန်းနဲ့တကာတကမတွေအဖွဲ့ဘာလို့ကုသိုလ်ရမှာပါဦးစင်းလဲဝမ်းသာတယ်နော်ဒါပြောတော့ဒါပရောဟုံးချင်းပါကျွန်တော်မချင်းရတော့သူကဘာဖြစ်လဲဆိုတော့အဲ့ဒီအဖကဒီချောင်းစီဝိုင်းရဲ့နောက် ဒီဘောင်းတွေလေအားဓာတ်တွေဝိုင်းနေရဘာသွားရဲမှသွားလှူလိုက်တယ်ပေါ့လေဒီမှာ တက်တက်မြဲမြဲစီကားကားဖြစ်သွားအောင်အားလှူလိုက်တယ်ဒီမှာအဲ့ကကိုဒီရရုံးရှင်းသွားတယ်ဘာလို့ပတ်သက်တဲ့ဒါပေမဲ့အသားတွေအားတွေပြောမှဒီမှာလာပြီးအခုခဲကြတော့ပြောပေါ်ပြီးရောဒီရဒီဘောင်းကိုကြီးပါလို့ရောအဲ့တော့ဘာပြောလဲအကောင့်တွေပေါ်ရတဲ့ BT ဆိုတော့ဗုဒ္ဓဘာသာမှာဒါအမြင့်ဆုံးပဲ ဟုတ်ရမလားလောစေမင်္ဂလာဆောင်ကိစ္စမဟုတ်ဘူးဟုတ်လားဘုရားကျောင်းကကိစ္စလေးပနဲ့ရိုက်တာမဟုတ်ဘူးအရှင်တော်မြတ်စွာဘုရားရဲ့အမွေတော်ကိုဆက်လက်ပြီးတော့လက်ခံရရှိမဲ့ပုံကိုဒီလက်ထဲကိုသင်္ကန်းပရိက္ခာရှင်းပါအဲ့ရတာဟာအဘတို့ဘုရားဘာသာမှာအမြင်ဆုံးပဲတဏ္ဍာကုန်းဆောက်တည်တယ်ဆိုတာအဲ့ဒါပဲအာမင်းမင်းရှင်းမပြရသေးဘူးလားကျွန်တော်ရှင်းပြလို့မရအဲ့ဘုရားဘာသာရှင်းစင်လာဆိုရင်ဘယ်လောက်ထိနဲ့ဆိုင်တဲ့လေးစားလဲဆိုရင်လေအဲ့မင်းအိမ်အောင်ပြုတော့မင်းအိမ်အောင်ပြုလိုက်တော့ ကျုပ်အင်တော်ပြုလို့မရဘူးဗျ။ဘာဖြစ်လို့လဲ။ကျုပ်ပဇင်းမဝေးရသေးဘူး။အဲ့ဒီလိုအထိအဘရဗုဒ္ဓဘာသာမှာဆင်လာရှိပါတယ်။ကလေးဆိုရင်လည်းအဲ့လိုပဲလပိတ်တယ်မှာစပွဲလို့လုပ်နေပြီနဲ့ဥရဲ့တားလေ။တားရှင်မပြုတ်ရသေးဘူး။တားကိုရင်မဝေးရသေးဘူး။တားကိုရင်ဝှစ်ချင်တယ်။တားရှင်ပြုတ်ချင်တယ်။အဲ့ဒါလေတားရဲ့မိုးဘိုးတွေကနေပြီးတော့စုပြီးတော့တားရဲ့လောကကလေးကိုပြန်စုပြီးတော့ဥရဲ့တားကိုကိုရင်ဝှစ်ပေးပါ။အဲ့လိုပြောတာဒုဗုဒ္ဓဘာသာ။အဲ့တော့အဲ့ဒါတွေကိုရင်ထဲမှာခံစားရတာရဲ့ နောက်အခုနေမျိုးဆက်ရဲ့ဆေးရမရှိတော့ပါဘူးဒီတော့ကအဲ့တော့မှတည်ဆုံသွားပြီပေါ့ပျောက်ွယ်သွားပြီပေါ့သူ့ရဲ့ဆေးရရိုက်တာနေတော့အမတန်မအောင်စိတ်ကောင်းရှိတယ်ဘာလဲဆိုလဲညီကိုလုံးနေတယ်ဘာလို့လို့တိုင်မင်းလဲအဘာတော့အများကြီးငယ်တာပေါ့အဲ့လိုပါမျိုးသုံးချွန်းချိုးလောက်ရှိတယ်နောက်နဲ့တိုင်မင်းနေတိုင်မင်းပြီးတော့တုတ်တက်ကအခုချိန်မှာဟောသူ့ရဲ့ဟုတ်လားတာတပဲလေးရဒံဃာရချားနေမြမပြည်မှာရှိတဲ့ရေဆက်ခွက်ဖြစ်တဲ့ဘောရဘာသာရဲ့တန်ဃာစင်မဟုတ် ရေဆက်ခွက်ချရရန်အတွက်လုပ်တဲ့ချိန်ကမှသူ့ဆရာဘေးနားမှာရှိရင်ကောင်းပါပဲ။ဘာတင်ငချင်းရှိရင်ကောင်းပါပဲ။အဘကြားတဲ့ချမ်းစာကြီးခံစားရတယ်။အဲ့ဒါဒုဗုဒ္ဓဘာသာအထူးထိပ်ပါပဲ။ချက်ပဲ။ဟာဒေဦးထဲမှာဟိုအေးလေးပါဟုတ်ကြည့်ဆိုတော့လူပညာသမားရေဆိုတော့ကိုကြာရတာဝန်လေးကိုပေါ့နော်ကြာရနေရနေပြပြောင်းပါရမီဖြစ်ရတာပေါ့နော်ဒါကွဲတန်တန်အစ်စ်နေပါတော့အဲဟမ်ပီတီကတော့ဗုဒ္ဓဘာသာလူမျိုးနေနဲ့ပြောရင်ဒါအထွတ်မြတ်ပဲလေ တော့ရဟန်းခံရှင်ပြုလုပ်ရဲဆိုတာဒါသာသနာရဲ့အမှုကိုခံရတာပေါ့ဒါအထွတ်မြတ်ပွဲတစ်ခုပေါ့ကိုမလူနိုင်သည့်တိုင်အောင်တူတဲ့လူတွေကိုပံ့ပိုးကူညီခြင်းဟာလေလှူတာနဲ့အတူတူပဲလေเนาะအဲ့တော့ကိုတက်တဲ့အမှုပညာနဲ့ပါဝင်ပြီးတော့ကုသိုလ်ယူရတဲ့အတွက် အတိုင်းမသိဝန်တာဗီဒီဖြစ်ရပါတယ်เนาะပင်ပန်းနေဆိုတာဒါဘာမှမဟုတ်ပါဘူးဒီဟာမပြောပါတော့ပါเนาะအဲ့တော့ငွေကုန်ကြေးကြခံပြီးတော့ တိုင်းတစ်ပါးကနေပြီးတော့ကိုယ့်ရဲ့ညီကိုမောင်နှမတွေကအခုလိုမျိုးစီစီလုံးလုံးနဲ့လှူဒန်းပေးတဲ့အပေါ်မှာကိုရီးယားလည်းဒီဘက်ကနေအုတ်တစ်ချက်သဲတစ်ခွက်အနေနဲ့ပါဝင်ပြီးတော့ကုသိုလ်ယူပေးတာဖြစ်ပါတယ်ကျွန်တော်ကတော့ပြင်ကျွန်တော်ပြင်တခုရှိရတာသူလည်းမတော်လေးစားကိုယ့်ဘာသာလေးစားအဲ့လိုပြောလို့ကျွန်တော်ခရက်မှာတော့လေးစားခံလို့ကျွန်တော်ဒီမှာလာလုံးနေမှာမဟုတ်ဘူးကျွန်တော်ကုလူကျော်မျက်နှာလာလို့ဒီဒါဗုဒ္ဓဘာသာရဲ့အလှူပွဲဥမာဆိုပါဆိုအစ္စလမ်တတိယတောင်နေပြီးတော့ ကိုလူကျော်တို့လို့ဆိုရင်ဒီနေရာအနေထားဘလီချင်းဖြစ်နေမှာဟဲ့နောက်နောက်နောက်တခြားတစ်ပါးသာဆိုရင် chess ခရီးရကြောင်းဖြစ်နေဖြစ်နေတယ်ကိုလူကျော်တွေနော်ဆရာကျော်တို့ဆိုဟုတ်ပါတယ်ဟုတ်ပါတယ်ဟုတ်ပါတယ်အဲ့တော့ဘာလေးလေးခုရှိတာဘာလေးလေးခုရှိတာဟုတ်။အော်ဟိန်ဒူဘလီကက်ကြောင်းဖြစ်ပြင်။အဓိကဘာလဲဆိုတော့ကျွန်တော်ကျတော့လူပဲကြည့်တာ။ကိုတဲ့အများကြီးစီညာကြတဲ့ကိုချစ်ကိုကြီးတော်တော်ကြီးတွေကိုတိုင်းတစ်ပါးနေပြီးတော့သူတို့ချွေးနှဲစာလေးနဲ့ ဒီလိုလုတ်ပြီးတဲ့ဟာဘာသာလူမျိုးခွဲလို့မရဘူးမှန်ပါတယ်တိုင်းသားလူမျိုးပေါင်းစုံเนาะဟိုမှာလူတဲ့လူတွေအကုန်လုံးကဘာသာပေါင်းစုံဘာသာပေါင်းစုံအထူးဘာသာပေါင်းစုံလူတာလူတဲ့ထဲမှာလည်းဘာသာပေါင်းစုံပါတယ်အခုကခစ်ကခစ်ကတမျိုးပြောင်းနေပြီသိလားအရင်တော့ကလူဘာသာအယူဆွဲပြီးတော့ကိုယ်ဘာသာပဲကိုယ်လုံနေတာမဟုတ်တော့ဘူးအခုကလက်ရည်တပြည့်စီဘာသာတိုင်းကဘာဟောလဲကောင်းတာလို့ရင် ကောင်းတာဖြစ်မယ်မကောင်းတာလို့ရင်မကောင်းတာဖြစ်မယ်ဒါဘာသာတိုင်းပေါ့အဲ့တော့ဘာသာတစ်ခုနဲ့တစ်ခု သူ့ဘာသာကိုယ့်ဘာသာအစွဲဆိုတာအစွဲမဟုတ်လေနော်အစွဲမရှိပဲအစွဲမရှိပဲနဲ့အလုံးဘာသာပေါင်းစုံချစ်ချစ်ရင်းနှီးစွာနဲ့လူသားဆန်တဲ့အလုပ်ကိုလုပ်တာပေါ့နော်အဓိကကျွန်တော်လူဝဲဆန်ထားလိုက်တာဘာသာဆန်ထားတာဘာသာဆန်ထားမှဆိုရင်ကိုယ့်ဘာသာထဲမှာတော့ကခိုင်းကနမတူတာတွေချင်းချင်းဖြစ်ကြိုက်နေကြအများကြီးပဲအဲ့တော့ကျွန်တော်တို့ကလူပဲကြည့်ပြီးတော့ဟုတ်မလား ချက်တူချက်ပဲချက်တူချက်ပဲမှန်ပါလားမှန်ပါလားမှန်ပါလားရှင်းပါဂျားထဲမှာမိန်ထုတ်တော့ဘာမှမရှိဘူး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 ရင်းမဲ့ချင်းတကယ်ချင်းခရိယံဘာသာလဲ12နာရီထိုးရင်ဗိုက်စားတာပဲဘုရားဘာသာလဲ12နာရီထိုးရင်ဗိုက်စားတယ်ဘာသာပေါင်းဆို12နာရီထိုးရင်ဗိုက်စားတယ်ငါတော့ရေဟိန္ဒူဘာသာမို့လို့ဘုရားဘာသာမို့လို့ငါတို့ကတနာရီလောက်မှစားတယ်မဟုတ်ပါဘူးအကုန်လုံးဗိုက်စားတာအတူတူပဲကိုချင်းစာတရားလေးတွေထားပြီးတော့အဲ့လိုပြောတာလဲခဏနဲ့ तू မိုးဆက်မင်းလူ ထမင်းငါ့ကိုမကြွေးသေးဘူးလားလို့သူစောင်းအင်တာဗျူးမှာစောင်းပြောနေတာအာမဟုတ်ပါဘူးမဟုတ်ပါဘူးစောင်းလို့လာမို့စောင်းလာမို့ဒါစားပဲစားစားစားလို့ရတယ်ဟုတ်ပါတယ်ကျွန်တော်အဓိကစားဖို့မဟုတ်ဘူးအဓိကကအားလုံးပျော်ရွှင်စွာနဲ့ဒီခရီးတစ်ခုကိုသွားကြဖို့ပဲ